မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်စံမွန်သတိချင်းနဲ့မှကြိုဆိုပါရခင်ဗျာယခုပြမှာကတော့2ရက်5လ2025ရှစ်ကြိမ်အတွက်သတိတော်ကောင်းစားဖြစ်ပါတယ်မိတ်ဆွေများကိုဒီ site သုံး site နဲ့ဒီကောင်ကောင်ထုတ်ပြပြီးမှကျွန်တော်နဲ့အတူအစားဆုံး like ကြည့်ရှုရန်ဖိတ်ခေါ်ပါရခင်ဗျာကျွန်တော်ပထမဆုံး site အနေနဲ့ထိတ်စီးအလဲတိုင်းကိုကျွန်တော်ဒီလေးလုံးပေါင်းခြင်းအချိုးစီနီယာနဲ့ ထုတ်ပြပြီးတော့နောက်ပိတ်ကိုတော့ဒီသုံးလုံးပေါင်းချင်းချိုးညီကိုဆက်ပြီးတော့တွဲပြီးထုတ်ပြသွားမှာဖြစ်ပါတယ်ခုပြမဲ့စိုက်မှုလေးတွေကတော့ကျွန်တော်ဒီသုံးပင်ကသုံးချိန်မြောက်ကစားမဲ့စိုက်မှုဖြစ်ပါတယ်စိုက်တစ်စိုက်နဲ့တစ်စိုက်ကျွန်တော်မတူတဲ့အတွက်ကြောင့်တစ်စိုက်ချင်းစီကိုအစားဆုံးတေချာလိုက်ကြည့်ရှုရန်ကျွန်တော်လည်းပြောလိုပါတယ် ဒီကနန်းထုတ်ပုံလေးတွေဟာဒီဇိုင်းနဲ့ဆိုင်ပုံစံမတူပါဘူးဒါမှမဟုတ်ဒီ size ဖြစ်စင်မှာလဲကျွန်တော်ဒီ square line ကိုလည်းချပြပေးပြီးတော့ square line နဲ့မှာလဲတခါတကောကောင်းထုတ်ပြတော့မှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီ size ချင်းစီပြမှုလေးကိုတခြားအစားဆုံးလိုက်ကြည့်ကြည့်ရန်ဖိတ်ခေါ်ရင်ဖြစ်ပါတယ်ခင်ဗျာဒီ browser ဆိုင်အနေနဲ့ထိပ်စီးဖို့ကြဒီလေးလုံးပေါင်းယူတဲ့အခါမှာကျွန်တော်ဒီဒီခွန်းခွန်းကိုပွဲစဉ်ရဲ့ထိပ်စီး ထိတ်စီအလဲရန်ရဲ့နောက်နှစ်တုံညာကိုပွဲစီရင်နောက်ပိတ်ကိုရဆိုပြီးတော့ဒီမှာဒီခွင်ရခွင်ရပေါင်းတော့ဒီခွင်ခွင်ရခွင်ရပေါင်းတော့ပေါင်းချင်းလေးပေါင်းချင်း၄ရကိုရပေါင်း၃လုံးပေါင်းချင်း၃၃လုံးပေါင်းချင်း၃ရကျွန်တော်ဒီထိတ်စီ9ရပေါင်းလို့ဆိုရင်ကျွန်တော်၄လုံးပေါင်းချင်း၃ညဆိုပြီးတော့ခွန်ထိတ်စီကို ကစားထားပါတယ်ဒီစိုက်မှုမှာဒုတိယစိုက်ကိုကြည့်တဲ့အခါမှာလည်းဒီ၈၈ကိုလေးပွဲစဉ်ရဲ့ဒီ ထိတ်စည်းလေတိုင်းပေါင်းခြင်းဒီ၈ရဲ့၉ရဲ့ပေါင်းတော့ပေါင်းခြင်းခုနှစ်ပေါင်းခြင်းခုနှစ်ရဲ့ဒီကျွန်တော်၃ခွန်ခွန်ပွဲစဉ်နောက်ပိတ်ခုနှစ်ရဲ့ပေါင်းတဲ့အခါမှာခွန်၉၈၃လုံးပေါင်းခြင်း၄၃လုံးပေါင်းခြင်း၄ရဲ့ကျွန်တော်ဒီ၅၆၃ပွဲစဉ်ထိတ်စည်း၅ရဲ့ပေါင်းတဲ့အခါမှာကျွန်တော်၄လုံးပေါင်းခြင်း၉ဆိုပြီးတော့ရရှိပါတယ်အဲဒီဆိုင်မှာဆိုရင်ကျွန်တော်ပထမဆိုင်မှာကြတော့ ဒီမှာ၄လုံးပေါင်းခြင်းဒီခွန်းတုံညတုံညပွဲမှာ၄လုံးပေါင်းခြင်း၃ညဆိုပြီးတော့ကစားလို့ဒုတိယဆိုင်မှာကျတော့ဒီခွန်း၉၈၅၄လုံးပေါင်းခြင်း၉ဆိုပြီးတော့ဒီ၅၆၃ပွဲမှာ၅ထိတ်ကိုကစားထားတာတွေ့ပါမယ်ဒီခွန်းတုံညတုံညပွဲမှာလည်းဒီ၉ခွန်းခွန်းခွန်းဆို၄လုံးပေါင်းခြင်း၃ညအနေနဲ့ခွန်းထိတ်စီးကိုကစားထားတာတွေ့ပါတယ်။ဒါတော့ဒီဆိုင်မူ တိုင်းပဲကျွန်တော်ယခုပွဲစဉ်ရဲ့ထိပ်စည်းကိုလည်းကျွန်တော်လေးလုံးပေါင်းချင်းချိုးကိုယူတဲ့အခါမှာကျွန်တော်နှစ်နှစ်ခွန်ပွဲစဉ်ရဲ့ထိပ်စည်းအလဲတိုင်းနှလုံးရဲ့ကျွန်တော်6 8ခွန်ပွဲစဉ်နောက်ပိတ်ခွန်ရဲ့ပေါင်းတဲ့အခါမှာနှစ်ရဲ့နှစ်ပေါင်းပေါင်းချင်းလေးပေါင်းချင်းလေးခွန်ရဲ့ပေါင်းမယ်၃လုံးပေါင်းချင်း၁၃လုံးပေါင်းချင်း၁ရဲ့ကျွန်တော်ဒီကထိပ်စည်းရဲ့ပေါင်းမယ်ဆိုရင်လေးလုံးပေါင်းချင်း၈လို့ကစားသွားမှာဖြစ်ပါတယ် ဒီလေးလုံးပေါင်းချင်း၈ရဖို့ဆိုရင်ကျွန်တော်ဒီစိုက်မှုကဆိုရင်ခုနှစ်ထိပ်စီးကိုထည့်ကစားရသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစိုက်မှုရဆိုရင်ဒီလေးလုံးပေါင်းချင်း၈ဖြစ်ဖို့အတွက်ကျွန်တော်ခုနှစ်ထိပ်စီးကိုခုနှစ်ထိပ်စီးကိုကစားသွားမှာဖြစ်ပါတယ်။ဒါပြောင်းစိုက်မှုရတာလေးလုံးပေါင်းချင်းအချိုးညီနဲ့လေးလုံးပေါင်းချင်းစီနီယာပေါ့ဗျာဒီမှာ၃ညာ ပထမဆုံးလေးလုံးပေါင်းခြင်း၃ညအနေနဲ့ခွန်တေဒုတိယဆိုင်မှာじゃလေးလုံးပေါင်းခြင်း၉အနေနဲ့တပွန်းရော့၃ညအနေနဲ့တပွန်းရော့ရဲ့၉လေးလုံးပေါင်း၉နဲ့၅ထိပ်ခုပွဲစဉ်မှာじゃတော့လေးလုံးပေါင်းခြင်း၈အနေနဲ့ခွန်ထိပ်ဆိုပြီးတော့ဒီဆိုင်မူရတွေ့ရှိပါတယ်အဲ့ဒါကနန်းထုတ်မှာပေါ့ကဒီဒီဆိုင်မှာလေတိုင်းကနန်းကိုဆက်ထုတ်ပြပါမယ်လေတိုင်းကနန်းကိုကျတော့လေလေးလုံးပေါင်းချင်းယူတဲ့ခါမှာကျွန်တော်ဒီ ခွန်ခွန်ကိုပွဲစဉ်ရဲ့ခွန်ထိတ်ရှိရဲ့ကိုနောက်ပိတ်ရဲ့ဒီနှစ်တုံညာကိုပွဲစဉ်နောက်ပိတ်ရဲ့ဆိုသုံးလုံးပေါင်းတဲ့မှာဒီခွန်ရဲ့ကိုရဲ့ပေါင်းတော့ပေါင်းရင်6ပေါင်း6ရဲ့ဒီကိုရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်သုံးလုံးပေါင်းခြင်းကသုံးလုံးပေါင်းခြင်း9ရဲ့ကျွန်တော်ဒီတုံညာပေါင်းမယ်ဆိုရင်၄လုံးပေါင်းခြင်း9အနေနဲ့၄လုံးပေါင်းခြင်း9အနေနဲ့ဒီမှာတုံညာကလေးတိုင်းကိုကစားတော့တာတွေ့ပါမယ်။ ဒီ site မှာဆိုရင်လေလုံးပေါင်းခြင်း၅နဲ့၃ညခန္ဓာယူလို့ဒုတိယ site ကိုကြည့်တဲ့အခါမှာလေဒီ69လေးပွဲစီရင်3ခုပွဲစီရင်နောက်ပိတ်ခွန်ရဆိုပြီး၃လုံးပေါင်းတဲ့အခါမှာ9ရက်ခွန်ရပေါင်းတော့6ရက်4ရက်ပေါင်းတော့ကျွန်တော်၃လုံးပေါင်းခြင်း၃ည၃လုံးပေါင်းခြင်း၃ညဒီအလဲတိုင်းကဏ္ဍရပေါင်းမယ်ဆိုရင်ကျွန်တော်ဒီမှာ၄လုံးပေါင်းခြင်း6အနေနဲ့เนาะ6ခလဲတိုင်းကိုကစားထားတာတွေ့ပါမယ် ပထမဆိုင်မှာလေးလုံးပေါင်းခြင်း၅ဒုတိယဆိုင်မှာလေးလုံးပေါင်းခြင်း၆တော့ဒီဘက်ယခုပွဲစဉ်တော့ကျတော့လေးလုံးပေါင်းခြင်း9နဲ့ကစားမယ်ဆိုရင်နှစ်နှစ်ခွန်ပွဲစဉ်ရဲ့လဲတိုင်းနှစ်ရဲ့နောက်ဘက်ခွန်နှစ်ရဲ့6ရှစ်ခွန်ပွဲစဉ်နောက်ဘက်ခွန်နှစ်ရဲ့3လုံးပေါင်းတဲ့အခါမှာနှစ်ရဲ့ခွန်ရပေါင်းတော့9 9ရဲ့ခွန်ရပေါင်းတော့3လုံးပေါင်းခြင်းဒီကျွန်တော်တို့6လို့ရ3လုံးပေါင်း6နဲ့ဒီထိတ်စီးနဲ့ပေါင်းတဲ့အခါမှာလေးလုံးပေါင်းခြင်း9ကစားဖို့ဆိုရင်ဒီမှာတစ်ခလေတိုင်းကို6 ထည့်ကစားသွားမှာဖြစ်ပါတယ်။ဓမ္မဒါန်ဒီဆိုင်မှုရကြတော့လေလုံးပေါင်းခုနှစ်အချို့ကို ရရှိမှာဖြစ်ပါတယ်။ခုဆိုရင်ဒီဆိုင်မှုမှာဆိုရင်ကျွန်တော်ဒီလေလုံးပေါင်းခုနှစ်နေနဲ့တစ်ခလေတိုင်းကိုရရှိရဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်ဒီနောက်ပိတ်နောက်ပိတ်ကဏ္ဍကိုဆက်ပြီးတော့ရှင်းပြပြပါမယ်။ကျွန်တော်ယခုနောက်ပိတ်ကဏ္ဍပြရမှာတော့ကျွန်တော်ဒီထိတ်စီးသုံးလုံးပေါင်းခြင်းအချိုးထိတ်စီးရပုံနဲ့ ဒီသုံးလုံးပေါင်းရင်ပါဝါအချိုးနဲ့နောက်ဘက်ကိုယူပြီးတော့ဒီစိုက်မှုကထုတ်ပြသွားမှာဖြစ်ပါတယ်ထုတ်ပုံကတော့ဒီထိတ်စီသုံးလုံးဒီဒီတုံညရဲ့ဒီတုံညရဲ့ခွန်ရဲ့ခွန်ရဲ့ဆိုပြီးဒီသုံးလုံးပေါင်းတဲ့အခါမှာတုံညခွန်ခွန်နော်သုံးလုံးပေါင်းရင်၄ဆိုပြီးတော့ထိတ်စီကစားသလိုနောက်ပိတ်ကြတော့ကျွန်တော်ဒီမှာ နှစ်ခွန်၃ညဆိုပြီးတော့ဒီနှစ်ရယ်ခုနှစ်ရယ်၃ညပေါင်းချင်းဒီ6အနေနဲ့เนาะဒီဘက်က4ရယ်ပါวะဒီဘက်မှာじゃ6ဆိုပြီးတော့ဒါကစားသွားတာကိုကျွန်တော်တွေးရှိမှာဖြစ်ပါတယ်။ဒါဒီဘက်မှာထိပ်စီ၃လုံးပေါင်းချင်းဒီ၃ညခွန်ခွန်၃လုံးပေါင်းချင်း4ဆိုပြီးကစားသလိုဒီဘက်မှာじゃတော့နှစ်ခွန်၃ည၃လုံးပေါင်းချင်း6ဆိုပြီးတော့၃ညနောက်ဘက်ကိုကစားထားတာတွေ့ပါမယ်။ ဒီသားမှုမှာဆိုရင်ဆက်လက်ပြီးအောက်ပြင်ကြည့်တဲ့အခါမှာဒီထိတ်စီးငါးဒီကျွန်တော်ဒီရှစ်ခွင်ရှစ်ခွင်ငါးသုံးလုံးပေါင်းခြင်းဒီခွင်သုံးသုံးခွင်ပွဲစဉ်အလဲတိုင်းခုနှစ်ရယ်ရှစ်ကိုးလေးပွဲစဉ်ထိတ်စီးရှစ်ရယ်ငါး၆သုံးပွဲစဉ်ထိတ်စီးငါးသုံးလုံးပေါင်းတဲ့အခါမှာခွင်ရှစ်ငါးသုံးလုံးပေါင်းရင်၃ညသုံးလုံးပေါင်းရင်၃ညကိုဒီမဲ့သူ့ရဲ့ပါဝါအနေနဲ့နောက်ပိတ်ဒီ 393ဆိုပြီးတော့393 3လုံးပေါင်းချင်း5ဆိုပြီးတော့ဒီမှာကြတော့3နောက်ပိတ်ကိုကစားထားတာတွေ့ပါမယ်ဒီဆိုင်မှုဒီကျွန်တော်ဒီမှာ6ခွန်ခွန်6 5 3လုံးပေါင်းချင်း3ညကိုဒီမှာကြတော့393 3လုံးပေါင်းချင်း5ဆိုဒီနဲ့3ညသုံးနောက်ပိတ်ကိုကစားထားတွေ့တာလေတွေ့ရမှာဗျာဆက်လက်ပြီးတော့ကျွန်တော်ဒီ ယခုပွဲစဉ်မှာလည်းကျွန်တော်ယူတဲ့ခါမှာဒီ6ရှစ်ခွန်ပွဲစဉ်အလဲတိုင်းရှိရယ်နှစ်နှစ်ခွန်ပွဲစဉ်ထိတ်စီးနှစ်ရယ်ဒါယခုပွဲစဉ်ဒီထိတ်စီးရယ်ပေါ့ဗျာခုနကပထမဆုံးထိတ်စီးဆိုင်မှာခုနှစ်ယူထားတဲ့အတွက်ကြောင့်ပေါင်းညင်းဒီ6နှစ်ခွန်ပေါင်းညင်းခုနှစ်ကျွန်တော်ဒီ3လုံးပေါင်းညင်းခုနှစ်ကိုကျွန်တော်ဒီဘက်မှာကျတော့နောက်ပိတ်စီလဲ3လုံးပေါင်းညင်းသူ့ရဲ့ ခုနှစ်ပါဝါနှစ်အနေနဲ့သုံးလုံးပေါင်းနှစ်အနေနဲ့ကသားမှာမို့ကျွန်တော်ထိတ်စီးသည်ကျွန်တော်လည်းရှင်းနှစ်ခွန်သုံးလုံးပေါင်းခုနှစ်နဲ့ကသားသလို သူ့ရဲ့ပါဝါချိုးဖြစ်တဲ့သုံးလုံးပေါင်းနှစ်အနေနဲ့နောက်ပိတ်ကိုကသားသားမှာမို့နောက်ပိတ်ယူပုံကြတော့ကျွန်တော်ဒီချောရှိခွန်ပွဲစဉ်ရဲ့ထိတ်စီး6ရဲ့နှစ်နှစ်ခွန်ပွဲစဉ်အလဲတိုင်းနှစ်ရဲ့ခုနောက်ပိတ်ကနန်းရဲ့သုံးလုံးပေါင်းတဲ့အခါမှာပေါင်းခြင်းနှစ် ပေါင်းကြီးနှစ်ကစားဖို့ရဆိုရင်ဒီမှာ6ရက်နှစ်ပေါင်းတော့ပေါင်းကြီး6ပေါင်းကြီး6ရဲ့ဒီနောက်ပိတ်ကနန်းရဲ့ပေါင်းမယ်ဆိုရင်၃လုံးပေါင်းကြီးနှစ်ဖြစ်ဖို့ဆိုရင်၄နောက်ပိတ်ကိုဒီဆိုင်မူရထည့်ပြီးတော့ကစားတော့မှာဖြစ်ပါတယ်။နောက်မို့ဒီ6 6နှစ်၄6နှစ်၄၃လုံးပေါင်းကြီးနှစ်နေနဲ့နော်၄နောက်ပိတ်ကိုဒီဆိုင်မှာကစားမှာဖြစ်ပါတယ်။ဒီဘက်ကကြတော့ဒါ6နှစ်ခွန်း၃လုံးပေါင်းကြီးခွန်းနှစ်နေနဲ့ခွန်းထိတ်ကစားလို့ဒီဘက်မှာကြတော့6နှစ် လေသုံးလုံးပေါင်းချင်း၄အနေနဲ့သုံးလုံးပေါင်းချင်း2အနေနဲ့၄နောက်ဘက်ကိုကစားတာတွေ့ပါမယ်ဒါပရမအောင်ဆုံးစိုက်မှုရဆိုရင်ဒါခွန်းဒိတ်စီတစ်ခလေတိုင်း၄နောက်ဘက်လို့ဒီစိုက်မှုရကျွန်တော်အနေနဲ့တွေ့ရှိတာဖြစ်ပါတယ်ဒါနောက်ထပ်စိုက်မှုတစ်မျိုး ਨੇ ဆက်ပြီးတော့တကွက်ကောင်းကိုထုတ်ပြပေးပါမယ်နောက်ထပ်စိုက်မှုတစ်မျိုးကိုလည်းကျွန်တော်ဒီပုံစံချင်း ူတာရှိလို့မတူတာတွေရှိပါတယ်ဒါမို့ကျွန်တော် site ကို ခွဲပြခြင်းဖြစ်ပါတယ်ဒီ site မူကြတော့ကျွန်တော်အနေနဲ့ဒါနောက်ပိတ်ကဏ္ဍကိုအရင်ထုတ်ပြပေးပါမယ်ကျွန်တော်နောက်ပိတ်ကဏ္ဍထုတ်ရမှာလဲကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာကြတော့သုံးလုံးပေါင်းခြင်းချိုးသုံးလုံးပေါင်းခြင်းချိုးညီနဲ့နောက်ပိတ်ကဏ္ဍယူတဲ့အခါမှာဒီခုနှစ်ရဲ့ကျွန်တော်၃ညရဲ့ပေါင်းတဲ့အခါမှာကျွန်တော်ဒီ ဒီခုနှစ်ရဲ့၃ညရဲ့ပေါင်းတော့ပေါင်းချင်းခွန်ပေါင်းချင်းခွန်ရဲ့ကျွန်တော်ဒီ၉ရဲ့ပေါင်းမယ်ဆိုရင်၃လုံးပေါင်းချင်း၆လို့ရရှိပါတယ်၃လုံးပေါင်းချင်း၆အချိုးတိုင်းမယ်နောက်ပိတ်ကဏ္ဍယူတဲ့အခါမှာဒီက၉ရဲ့၂၃ည၉ပွဲစဉ်နောက်ပိတ်၉ရဲ့ခွန်ခွန်၉ပွဲစဉ်ရဲ့အလဲတိုင်းခုနှစ်ရဲ့ဒီခွန်၃ညတော့ပွဲနောက်ပိတ်၃ည၃လုံးပေါင်းတဲ့အခါမှာဒီမှာ ကိုခွင်တုံညသုံးလုံးပေါင်းချင်း6ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်။ဒီစာယူမှာဆိုရင်ဒီခွင်တုံညကိုသုံးလုံးပေါင်း6ကိုဒီမှာကိုခွင်တုံညသုံးလုံးပေါင်း6ဆိုပြီးတော့နောက်ပိတ်တုံညကစားလို့ဒုတိယစာယူမှုကြည့်တဲ့အခါမှာလည်းဒီထိပ်စီးရှိရဲ့အလဲတိုင်းခွင်ရဲ့ပေါင်းတော့ပေါင်းချင်းကပေါင်းချင်းကဒီနောက်ပိတ်4ရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း9သုံးလုံးပေါင်းချင်း9အချိုးတိုင်းမယ်။ နောက်ပိတ်ယူတဲ့အခါမှာဒီခွန်နောက်ပိတ်ရဲ့၃ခွန်ပွဲနောက်ပိတ်ခွန်နှစ်ရဲ့အလဲတိုင်း၉ရဲ့ပေါင်းတဲ့အခါပေါင်းချင်း၆ပေါင်းချင်း၆ရဲ့ဒီနောက်ပိတ်၃ရဲ့ပေါင်းတဲ့အခါ၃လုံးပေါင်းချင်း၉ဆိုပြီးတော့၃နောက်ပိတ်ကိုဒီစိုက်မှုမှာကစားတော့တာဟုတ်တွေ့မှာဖြစ်ပါတယ်ပထမစိုက်မှုမှာကျတော့ခွန်၃ညာကိုပေါင်းချင်း၆ကိုဒီမှာကျတော့၉၃ညာ၉ခွန်၃ညာ၃လုံးပေါင်း၆အနေနဲ့၃ညာနောက်ပိတ်ကို ကစားသလိုဒုတိယဆိုင်မှာကျတော့လေ8ခွန်8ခွန်၄၃လုံးပေါင်း9ကိုဒီမှာကျတော့ခွန်9 3 3လုံးပေါင်း9ဆိုပြီးတော့3နောက်ဘိတ်ကိုကစားထားပါတယ်။နောက်မို့ယခုပွဲစဉ်မှာလည်းကျွန်တော်နောက်ဘိတ်ကနန်းယူတဲ့အခါမှာဒီ3လုံးပေါင်းချုပ်ယူတဲ့အခါမှာဒီ2ရက်8ရက်ထိပ်စီ2 2ခွန်ပွဲစဉ်ထိပ်စီ2နဲ့လေ6 8ခွန်ပွဲစဉ်အလဲတိုင်း8ရက်ပေါင်းတဲ့အခါမှာ2ရက်8ရက်ပေါင်းတော့ပေါင်းချင်း3ည။ ပေါင်းချင်းတုံညရဲ့ဒီနှစ်နှစ်ခွန်ပွဲနောက်ပိတ်ခုနှစ်ရဲ့သုံးလုံးပေါင်းတဲ့ကံမှာနှစ်ရှစ်ခွန်သုံးလုံးပေါင်းခုနှစ်ဆိုပြီးတော့ရရှိပါတယ်ဒီသုံးလုံးပေါင်းချင်းခုနှစ်အချိုးတိုင်းပဲကျွန်တော်နောက်ပိတ်ယူတဲ့ခါမှာ၆ရှစ်ခွန်ပွဲစဉ်နောက်ပိတ်ခုနှစ်ရဲ့ဒီနှစ်နှစ်ခွန်ပွဲအလဲတိုင်းနှစ်ရဲ့ပေါင်းတဲ့ခွန်ခွန်ရဲ့နှစ်ရဲ့ပေါင်းတော့၉၉ဆိုတော့ကျွန်တော်သုံးလုံးပေါင်းခုနှစ်ဖြစ်ဖို့ဆိုရင်နောက်ပိတ်ကနန်းကိုကျွန်တော်ရှစ်လို့ထည့်ပြီးတော့ကစားတော့မှဖြစ်ပါတယ် ဒါဒါကြောင့်မို့ဒီစာမူမှာဆိုရင်ဒါနှစ်ရှစ်ခွင်၃လုံးပေါင်းခွင်နဲ့ကိုဒီမှာじゃခွင်နှစ်ရှစ်၃လုံးပေါင်းရင်ခွင်နှစ်ဆိုပြီးတော့ရှင်းနောက်ပိတ်ကိုကစားမှာဖြစ်ပါတယ်မ၃လုံးပေါင်းခွင်နှစ်ကိုဒီမှာလည်း၃လုံးပေါင်းခွင်နှစ်နဲ့ရှင်းနောက်ပိတ်ကိုဒီစာမူမှာကစားသွားမှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းပေါင်းဆုံးပုံမှာတော့ရှင်းမထီမပေါ့ဆိုပြီးတော့ထုတ်ပြခဲ့ပါတယ်ဒီ shift ထိမှပေါရမယ်ဆိုတဲ့ကြောင့်ပြောဆိုခြင်းဒီကျွန်တော်အလှုပ်ပြောဆိုခြင်းလည်းမဟုတ်ပါဘူးဒီစိုက်မှုရရှစ်ကိုထုတ်ပြတာလည်းဖြစ်သလိုတခြားသောအပတ်စဉ်ကြီးနေနဲ့နော်ကစားသွားတဲ့အကျဉ်းရမြောက်တန်းကစားသွားတဲ့လုံးမကြီးကိုလည်းညွှန်ပြီးတော့ကျွန်တော်ဒီပွဲတင်မှာရှစ်မထီမပေါ့ဆိုပြီးတော့ဘရာဝုံဆိုင်နေနဲ့ထုတ်ပြပေးကြတာဖြစ်ပါတယ် ငါမို့ဒီရှင်းမထီမပေါ့ကိုတော့နောက်နောက်များမှာတော့ကျွန်တော်လိုအပ်ရင် ထုတ်ပြပေးပါမယ်ခုလောလောဆယ်မှာတော့ဒီစိုက်မူရတာ ရှင်းနောက်ပိတ်ကို ထုတ်ပြတာဖြစ်ပါတယ်ငါမို့ခုရှင်းနောက်ပိတ်ရပြီးတဲ့အခါမှာကျွန်တော်နဲ့ဒါထိတ်စည်းကိုတခါထုတ်ပြပေးပါအောင်မယ်ဒီထိတ်စည်းထုတ်ယူပုံကလည်းကျွန်တော်ဒီစိုက်မူမှာဆိုရင် ထိုက်စီးကြတာကျွန်တော်ဒီခွင်းရ6ရပေါင်းမယ်ဆိုရင်ကျွန်တော်ပေါင်းချင်း6ပေါင်းချင်း6ရကျွန်တော်ဒီဘက်က3လုံးထိုက်စီး3လုံးပေါင်းမယ်ဆိုရင်ဒီနှစ်ခွန်းနှစ်ခွန်းခွန်း3လုံးပေါင်းချင်းဒီကျွန်တော်ဒီနှစ်ခွန်းခွန်း3လုံးပေါင်းချင်းဒီလဲ6ဆိုပြီးတော့ဒီမှာခွန်းထိတ်ကိုကစားသလိုဒုတိယပင်ကိုကြည့်တဲ့အခါမှာလဲဒီ6ရခွန်းရပေါင်းတဲ့အခါမှာပေါင်းချင်း6ပေါင်းချင်း6 ယူသလိုဒီမှာကြတော့လေထိပ်စီ၃လုံးပေါင်းခြင်းဒီ3 8 5 3လုံးပေါင်းခြင်း6ဆိုပြီးတော့9ထိပ်စီကိုစားမှာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်အတွက်ကိုယူမယ်ဆိုရင်လေဒီမှာ2ရခွင်ရပေါင်းလို့6ဆိုရင်ဒီ3လုံးပေါင်းခြင်းဒီ6လို့ယူမယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ6ရ2ရပေါင်းတော့ပေါင်းခြင်းရှိပေါင်းခြင်းရှိရဒီထိပ်စီရပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း6ဖြစ်ဖို့ဆိုရင်တိထိပ်စီကို ထည့်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစိုက်မှုမှာဆိုရင်တိထိတ်စီကိုကစားမှာဖြစ်ပါတယ်။ဒါမှသုံးလုံးပေါင်း9ကိုရရှိမှာဖြစ်ပါတယ်။ဒါထိတ်စီတိရပုံကိုလုံးပိုင်းတိထုတ်ပုံကိုထုတ်ပြပြပါတယ်။ဒီတိလုံးပိုင်းစိုက်ဒီကျွန်တော်တို့ဒီဘက်ကကျွန်တော်အချိုးနဲ့ယူမယ်ဆိုရင်เนาะတိလုံးပိုင်းကို ဘာကြောင့်ထည့်ရသလဲဆိုတာကိုလည်းထပ်ပြီးရှင်းပြပေးပါမယ်။ကျွန်တော်ဒီပထမဆိုင်မှုမှာပြလို့ဒီ၃လုံးပေါင်းခြင်း၄ကိုဒီ၃လုံးပေါင်းခြင်း၉ပေါ့ဗျာ။ဒီမှာနှစ်ခွန်၃ညပေါင်းခြင်း၉ကိုဒီမှာကြတော့၃ညတုံညာခွန်သုံးလုံးပိုင်း၄ဆိုပြီးတော့၉ရဲ့ပါဝါ၄ဆိုပြီးတော့ထိတ်စီကစားလို့ဒီအောက်ပြင်မှာလည်းဒီမှာ၃၉၃ 3 9 3သုံးလုံးပေါင်းခြင်း5ကိုဒီမှာကြတော့လေသူ့ရဲ့ပါဝါဖြစ်တဲ့ခွင်ရှင်းငါသုံးလုံးပေါင်းခြင်း3ညဆိုပြီးတော့5ထိပ်ကိုကစားပါတယ်ဒီမူတိုင်းမယ်ကျွန်တော်ကြည့်တဲ့ခါမှာဒီ6နှစ်8သုံးလုံးပေါင်းခြင်းဒီဒီ6နှစ်8သုံးလုံးပေါင်းခြင်း6ကိုငါဒီမှာဒီမှာဒီ site မှာရှင်းနောက်ပဲယူရတယ်နော်ရှင်းနှစ်6သုံးလုံးပေါင်းခြင်း6ကို ဒီမှာကြတော့ရှင်းနှစ်တစ်သုံးလုံးပေါင်းချင်း1ဆိုပြီးတော့ရှင်းနှစ်တစ်သုံးလုံးပေါင်း1အနေနဲ့ဒီဘက်သုံးလုံးပေါင်း6ပါပါသုံးလုံးပေါင်း1ဆိုပြီးတော့တစ်ထိတ်ကိုကစားရမှာဖြစ်ပါတယ်ဒါဒီဆိုင်မူရဲ့တစ်ထိတ်ကိုရရှိပုံကိုဒါထောက်ပြတာဖြစ်ပါတယ်ကျွန်တော်ဒီဆိုင်မူဒီဒီဘက်က crossing နဲ့ဒီ6နှစ်8သုံးလုံးပေါင်းချင်း6ကို သူရပါဖြစ်တယ်ရှင်းနှစ်တုံးလုံးပန်းတစ်ဆိုပြီးတော့ဒီဘက်သုံးလုံးပေါင်းခြင်းတစ်ပါဝါသည်ဒီခွာပေါင်းခြင်းဘယ်လက်အနေနဲ့ဆဲခွဲလိုင်းကိုရရှိတာဖြစ်ပါတယ်ကြာဒီဆဲခွဲလိုင်းမှုကိုကျွန်တော်ဒီဘက်မှာချပြီးတော့ထပ်ရှင်းပြပေးပါမယ်နော်ဆဲခွဲလိုင်းမှုကိုရေးမယ်ဆိုရင်ကျွန်တော်ပထမဆုံးဆဲခွဲလိုင်းမှုကိုရေးပြမှာဖြစ်ပါတယ်ဒီမှာထိပ်စီးတစ်ကို ရရှိလို့နောက်ပိတ်ရှစ်ကို ထည့်ကစားပါတယ်ဓမ္မသာလင်ဒီမှာ၃ညလို့ထည့်မယ်ဆိုရင်ထိတ်စီးကို၃ညထည့်မယ်ဆိုရင်ဥပမာပေါ့ဗျာ၃ညသုံးညာနှစ်ရှိပေါင်းခြင်းသုံးညာဆိုရင်ဒီမှာကြတော့လေပေါင်းခြင်း9လို့ဖြစ်မှာဖြစ်တယ်တော့ဒီခွင်ကိုထည့်ရမှာဖြစ်ပါတယ်6နှစ်ခွင်သုံးလုံးပေါင်းခြင်း9ဆိုပြီးတော့ခွင်နောက်ပိတ်ကိုထည့်မှာဖြစ်ပါဒီမှာသုံးညာထည့်ဖြစ်ရင်ခွင်နောက်ပိတ်တစ်ထည့်ဖြစ်ရင်ရှင်းနောက်ပိတ်အဲ့အချိုးတိုင်းပဲ ကျွန်တော်ဆက်ကွက်လိုင်းကိုကစားမှာမို့ဒီမှာဆက်ကွက်ကိုရှချရေးပြပါမယ်ဘာလို့ဆိုနေလဲပြီးကြမှာရှင်းပြပါမယ်ဒီမှာတုံညာထေခွန်နောက်ပေတစ်ထေရှင်းနောက်ပေကျွန်တော်ဒီနှစ်ထေကိုးနောက်ပေသုံးထိတ်ဆိုရင်တုံညာနောက်ပေကျွန်တော်လေးထိတ်ဆိုရင်ဒီဘက်ကတင်းနောက်ပေငါးထိတ်ဆိုရင်နှစ်နောက်ပေကျွန်တော်ဒီ6ထိတ်ဆိုရင် ဒီမှာ3နောက်ပေခွန်ထိတ်ဆိုရင်ကျွန်တော်ဒီမှာ4နောက်ပေ6ထိတ်ဆိုရင်ကျွန်တော်9နောက်ပိတ်ဆိုပြီးတော့ဒီမှာ6ထိတ်ဆိုရင်ကျွန်တော်6နောက်ပိတ်ပေါ့ဗျာ6ထိတ်ဆိုရင်6နောက်ပိတ်ဆိုပြီးတော့ဒါဆက်ွက်လိုင်းကို ကစားမှဖြစ်ပါတယ်ဓမ္မတန်3ည3ည1 2 3 4 5 6 9 10ဒီမှာလဲ9 8 9 3ည1 2 3 6ဆိုပြီးတော့ဒါအခွကနန်း10ကွက်ကို ရရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီ size မူမှာကျန်းနေတဲ့အလဲတိုင်းကိုထည့်ပြပေးပါမယ်လဲတိုင်းကနန်း size မူယူတဲ့ခါမှာကျတော့ကျွန်တော်ဒီဒီ size မူကကျတော့ကျွန်တော်ဒီမှာ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းခုနှစ်အချို့ကိုယူကြည့်တဲ့ခါမှာဒီဒီခွင်း3ည3ညနော်ဒီ ခွန်ခွန်ကိုပွဲစဉ်ရဲ့ထိပ်စည်းခုနှစ်ရဲ့ဒီထိပ်စည်းခုနှစ်ရဲ့ဒီခွန်တုံညတုံညပွဲစဉ်ရဲ့ဒီမှာအလဲတန်းရဲ့အလဲတန်းတုံညရဲ့ဒီနောက်ပိတ်ရဲ့သုံးလုံးပေါင်းတဲ့ခါမှာခွန်တုံညတော့ပေါင်းခြင်းသုံးလုံးပေါင်းခြင်းခုနှစ်ဆိုပြီးတော့ဒီမှာနှလုံးတွဲကိုသုံးလုံးတွဲခွန်ဆိုပြီးတော့နောက်ပိတ်နဲ့အလဲတန်းနဲ့တွဲကစားတာတွေ့ပါမယ်ဒီဒုတိယပွဲစဉ်မှာလည်းဒီမှာရှေ့ရဲ့ရှေ့ကိုလေးပွဲစဉ်ထိပ်စည်းရဲ့နောက်ဒီ9 6 သုံးပွဲစဉ်မှာဆိုရင်ဒီလဲတိုင်း6ရဲ့နောက်ပိတ်3ရဲ့သုံးလုံးပေါင်းတာ863သုံးလုံးပေါင်းရင်9ဆိုပြီးတော့ဒီမှာလဲလဲတိုင်းနဲ့နောက်ပိတ်ကိုတွဲပြီးတော့ကစားထားတာတွေ့ပါမယ်ခင်ဗျာဒါမို့ခုပွဲစဉ်ရာဆိုရင်ကျွန်တော်ဒီသုံးလုံးပေါင်းရင်9ယူမယ်ဆိုရင်ဒီနှစ်နှစ်ခွန်ပွဲစဉ်ထိပ်စီးနှစ်ရဲ့လဲတိုင်းရဲ့ဒီနောက်ပိတ်ရဲ့နောက်ပိတ်ရှိသုံးလုံးပေါင်းရင်သုံးလုံးပေါင်းရင် နှစ်ဖြစ်ဖို့ဆိုရင်နှစ်ရက်ရှိရပေါင်းတော့ပေါင်းခြင်းတော့ပေါင်းခြင်း၃ညတော့3.5ခုနှစ်ဆိုရင်ခွန်ကလေးတိုင်းကိုထည့်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်ဓမ္မတန်ဒီစမှုရဆိုရင်၃လုံးပေါင်းခြင်းခုနှစ်ဖြစ်မှာမို့ခွန်ကလေးတိုင်းကိုထည့်ကစားမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီစမှုအချိုးရဆိုရင်ကျွန်တော်ဒီမှာတိထိတ်ကြီးခွန်ကလေးတိုင်းရှင်းနောက်ပိတ်နေနေเนาะ တော့တကွက်ကောင်းဆိုင်ကိုကျွန်တော်နဲ့ထုတ်ပြရင်ဖြစ်ပါတယ်။ဒါဒီဆိုင်မူရဆိုရင်ကျွန်တော်ဒီအလဲတိုင်းနဲ့နောက်ပိတ်နှလုံးပေါင်းခြင်းဒီ၅လို့ဖြစ်ရမှာဖြစ်ပါတယ်။အလဲတိုင်းနောက်ပိတ်ဒီမှာထိတ်စည်းသည်ထိတ်စည်းသည်နှစ်ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီအလဲတိုင်းနောက်ပိတ်ပေါင်းခြင်းဒီလဲတိုင်းနောက်ပိတ်နှလုံးပေါင်းခြင်းဒီ၅လို့ကစားမှာမို့ကျွန်တော်ဒီဆက်ကွက်လိုင်းမှာဆိုရင်အလဲတိုင်းနောက်ပိတ်နှလုံးပေါင်းခြင်း၅အနေနဲ့ကျွန်တော်ထည့်ပြပေးပါမယ်။ ဲ့တော့ဒီအလဲတိုင်းနဲ့နောက်ပိတ်ပေါင်းခြင်း၅ကိုယူတဲ့အခါမှာဒီမှာရှိရခွန်ရပေါင်းတော့၅ဒီမှာခွန်ရလဲတိုင်းခွန်ရရှိရနောက်ပိတ်ပေါင်းရ၅ဒီနှလုံးပေါင်းခြင်း၅ပေါ့ဗျာပေါင်းခြင်း၅အနေနဲ့ဒီမှာ6 9ပေါင်းခြင်း၅ဒီမှာ9 3ညပေါင်းခြင်း၅ဒီမှာဆိုရင်၄1ဒီနောက်နှလုံးပေါင်းခြင်း၅ပေါ့ဗျာဒီမှာ3 2နောက်နှလုံးပေါင်းခြင်း၅ ဒီမှာ2 3နာလုံးပေါင်းခြင်းကဒီမှာဆို1 4နာလုံးပေါင်းခြင်းကဒီမှာဆိုရင်3ည5နှလုံးနာလုံးပေါင်းခြင်းကဒီမှာဆိုရင်ကျွန်တော်6 6နှလုံးပေါင်းခြင်းနာလုံးပေါင်း5ဆိုပြီးတော့ကဏ္ဍဆက်ွက်ကိုရရှိမှာဖြစ်ပါတယ်။ဒါဒီကဏ္ဍဆက်ွက်ထဲမှာကျွန်တော် ဒီဆိုင်မူထဲမှာကျွန်တော်တကွက်ကောင်းနှစ်ကွက်ကိုထုတ်ပေးထားတာဖြစ်ပါတယ်။နောက်တစ်ခွန်း၁၄ဆိုပြီးတော့နော်ဒီဝက်ဆိုင်မူနဲ့ဆိုရင်ကျွန်တော်ဒီမှာဒီခွန်း၁၄ကိုခွန်း၁၄ကိုဒါတကွက်ကောင်းနေနဲ့ပြခဲ့သလိုဒီဝက်ဆိုင်မူကဆိုတစ်ခွန်း၈ကိုဒီမှာတစ်ခွန်း၈ကိုတကွက်ကောင်းအနေနဲ့ကျွန်တော်ထုတ်ပြခဲ့တာဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေများအနေနဲ့နော်အလဲတိုင်းကနန်းကို စိုက်ပြောင်းပြီးတော့ယူအောင်မယ်ဆိုရင်နောက်ထပ်အကွက်တွေကိုဝယ်ဗျာကျွန်တော်ဒီအလဲတိုင်းကနန်းလုံးမှန်တစ်ကွက်ပြောင်းမယ်ဆိုရင်လည်းအကွက်တစ်ကွက်ပြောင်းမယ်မိစေများနဲ့ကြိုင်းနစ်တဲ့ထိတ်စီးတော်လကောအလဲတိုင်းတော်လော နောက်ပိတ်တော်လောဘရိတ်ကိုလောယူပြီးတော့ဒီကနန်းကွက်ဆက်ကွက်ထဲကနေမှရွေးပြီးတော့ကျွန်တော်တစ်ကွက်ကောင်းထိုးလို့ရပါတယ်ဟုတ် တကယ်လို့ကျွန်တော်ဒီခွဲကောင်းကိုစိုက်ကိုဒီတင်ထိုးမယ်ဆိုရင်ဒီစိုက်မှုနှစ်ခုရာ ရှင်းပြတဲ့စိုက်မှုနှစ်ခုရာထိုးမယ်ဆိုရင်ဒါဒီခွဲကောင်းထိုးလို့ရသလိုကျွန်တော်ကြံတဲ့ဒီဆက်ကွက်ကိုလည်းကျွန်တော်ဒီအရန်ကွက်နေနဲ့မိစေမြတ်ကစားမယ်ဆိုရင် ကစားလို့ရပါတယ်တကယ်လို့ဒီစိုက်မှုမှာဆိုရင်အလဲတိုင်းကနန်းကိုကျွန်တော်မိမိကြိုင်နှစ်သက်လို့ယူလို့ရရှိပါတယ် ဥမာအလဲတိုင်းကနန်းကိုယူတဲ့အခါမှာကျွန်တော်ဒီ996 996ကနန်းတစ်ခွက်ကိုကျွန်တော်ထုတ်ပြပြီးတော့996ဒီကိုးထိပ်စီကိုးခလဲတိုင်းကိုထုတ်ပေးရမှာဖြစ်ပါတယ်။ကြာဒီကိုးထိပ်စီကိုးခလဲတိုင်းကိုကျွန်တော်အနေနဲ့ဘယ်လိုထုတ်ပြမလဲဆိုရင်အလဲတိုင်းကနန်းကိုဒီမှာ၄လုံးဒီဆိုင်မှာ၄လုံးပေါင်းခြင်းနဲ့ထည့်ပြမယ်ဆိုရင်ကျွန်တော်ဒီမှာဒီ3ည ီ3အထောင်3လုံးပေါ့ဗျာ3ညာခွင်3ညာရယ်ဒီဘက်ကအလဲတိုင်း9ရပေါင်းမယ်ဆိုရင်3ညာခွင်9 3ညာ4လုံးပေါင်းခြင်းသည်ကျွန်တော်ဒီမှာကျွန်တော်ဒီ4လုံးပေါင်းခြင်းသည်ကျွန်တော်ဒီမှာ6လို့ရရှိမှာဖြစ်ပါတယ်ဒီ4လုံးပေါင်းခြင်း6ဒီမှာလဲကျွန်တော်ဒီမှာဒီခွင်9 4ခွင်9 4ရဲ့ဒီအလဲတိုင်း6ပေါင်းမယ်ဆိုရင်၄လုံးပေါင်းခြင်း6ဆိုပြီးတော့ရသလို ကျွန်တော်ယခုပွဲစဉ်အတွက်ကြလဲကျွန်တော်ဒီမှာဒီကနန်နေရှိခွန်ပေါင်းခြင်းဒီပေါင်းခြင်းခွန်နဲ့ပေါင်းခြင်းခွန်နဲ့ဆိုတော့ကျွန်တော်ဒီမှာ၄လုံးပေါင်းခြင်း6ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီမှာ၃လုံးပေါင်းခြင်းခွန်နဲ့ဆို၄လုံးပေါင်း6ဖြစ်ဆို6ခလေတိုင်းကိုထည့်ကစားမှာဖြစ်ပါတယ်6ခလေထည့်ပေါင်းကစားမှာလဲ၄လုံးပေါင်းခြင်း6ဆိုပြီးတော့6ခလေတိုင်းကိုရရှိတာဖြစ်ပါတယ် ဒါကိုးခလဲတိုင်းကိုယူပုံကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်။အမို့ဒီစိုက်မှုရဆိုရင်ကျွန်တော်မိတ်ဆွေများအနေနဲ့မိမိကြိုက်နှစ်သက်တယ်ပေါ့ဗျာ။ထိတ်စည်းစိုက်ကိုတော့လဲတိုင်းစိုက်ကိုတော့နောက်ပိတ်စိုက်ကိုတော့တကွက်ကိုယူပြီးတော့မိမိကြိုက်နှစ်သက်သလိုခုဆိုရင်ဒါကိုးခလဲတိုင်းနဲ့ယူမယ်ဆိုလို့ရှိရင်လေဒီကိုကိုချောက်ကိုဒီစိုက်မှုရကစားလို့ရပါတယ်။ဒါမိမိကြိုက်နှစ်သက်တဲ့စိုက်မှုတိုင်းကို ယူလို့ရပါတယ်ကျွန်တော်နေတာဒီဆက်ကွက်ကိုတော့အရန်နေနဲ့မယုတ်မလွန်ကစားမယ်ဆိုလဲကစားလို့ရအောင်ကျွန်တော်ဒါထုတ်ပြသွားဖြစ်ပါတယ်အဓိကကျွန်တော်ပြလို့ရင်ကတော့တကွက်ကောင်းအနေနဲ့တော့ဒီဆိုင်မှုနှစ်ခုရထုတ်တာကဏ္ဍကိုဒီအောက်မှာရေးပြပါမယ်ရေးစမြားအနေနဲ့အကြိုက်တူရင်ဒီဆိုင်မှုလေးမျိုးကို ကစားလို့ရအောင်ကျွန်တော်ထုတ်ပြခြင်းဖြစ်ပါတယ်ဒီဘက်မှာမိတ်ဆွေများကြည့်ရှုအားပေးမှုကိုကျွန်တော်လေးစားတော့ပြင်ပေါတိကနဲ့ရရှိအောင် ထူးစူးစမ်းပြီးတော့ရှားဝေတင်ပြထားတာဖြစ်ပါတယ်။ဒါအောင်မိတ်ဆွေများအနေနဲ့လည်းကျွန်တော်အားပေးသောအပြင်ဒါကျွန်တော်ရဲ့ဗီဒီယိုလေးကို like ပေးခြင်း၊ comment မှာလည်းကြိုင်းမြတ်ကနန်းလေးများရေးပေးခြင်းများကိုရေးပေးခဲ့လို့ရရှိပါတယ်။ရပါတယ်။ဒါမှမဟုတ်3 D အနေနဲ့ရှစ်ကြိမ်မြောက်မှာကျွန်တော်ဒီတကွက်ကောင်းဒီဒီမှာရေးပေးပါမယ်။ညဒီမှာ 3D အနေနဲ့ ချစ်ကျင်ရောက်မှာเนาะကစားမယ်ဆိုရင်ဒီဆိုင်မူရကျတော့ခွန်1 4လို့ရရှိမှာဖြစ်ပါတယ်ခွန်ဒိစီတစ်ခလေတိုင်း4နောက်ပိတ်ဆိုပြီးတော့ဒါတကွက်ရရှိမှာဖြစ်သလိုဒီဘက်ဆိုင်မူရကျတော့1ခွန်8ဆိုပြီးတော့ ဒီ main နှစ်ကွက်ကိုထုတ်ပြပေးလိုက်ပါတယ်ကျွန်တော်အနေနဲ့အကြိုက်ဆုံးကတော့ဒီဘက်က1ခွင်8ကို main အနေနဲ့ဥပဒေမှဥစားပေးနေအကြိုက်ဆုံးဖြစ်ပါတယ်ဘာလို့ကျွန်တော်ဒီရှင်းမထီမပေါ့ဆိုတဲ့ site ကလည်းရှိထားပါတယ်တော့ဒီမှာ1ထိပ်နဲ့ရှင်းနောက်ပိတ်အထိုင်ကြီးလည်းကျွန်တော်အငိမ့်ကစားထားတာမို့ဒီ1ခွင်8ကနန်းကိုကျွန်တော်အနေနဲ့ဒါအကြိုက်ဆုံးမို့မိတ်ဆွေများကြားနေတဲ့လည်းကစား လို့ရပါတယ်။ဒါမှမဟုတ်ယခုရှစ်ကြိမ်မြောက်မှာမိတ်ဆွေများအားလုံးသတိဒီပေါင်းဒီကနန်အသီးသီးရရှိကြပါစေ။မိတ်ဆွေအားလုံးနောက်နောက်ဗီဒီယိုမှာလည်းကျမ်းမာစွာဖြင့်ပြန်ဆောင်ကြပါအောင်စုခင်ဗျာ။